အဲကိုဘယ်အဆင့်ကိုဘယ် level ကိုဘယ်အတန်းမှာရှိနေဆိုတာညီကိုရီကိုသိချင်ရင် dispo လေးကိုကြော်မသွားသိချင်ကျွန်တော်ပြောချင်တာအာကိုကောင်းရင်ဘလို့လဲဘလို့ကျွန်တော်ဘယ်အဆင့်လို့သိချင်ကျွန်တော် deposit ကိုနားထိုင်ပါကျွန်တော် wine wine ကို just ခြင်သွားရင်ကျွန်တော်တို့ဟိုနေရာ obi လောင်းရင်ဒီနေရာမန်နဲ့လောင်းရင်ဒါအတွေ့အကြုံနည်းနည်းလေးနှူသေးရဲ့သူတွေပါ wine မှာတအားအော်တယ်သူတွေ့ဘူးမဟုတ်အာဟိုလောင်းတော့ နည်းပါပါလောင်းပြီးတာအော်မုစ်သူမုဗောနော်မုဝင်ပြီးတာလောင်းတယ်ဘေးကနေဒါရဘေးကနေကြိမသိတာဗျဒါဆိုရင်တာကြီးမင်းချက်တည်းရဲ့ဝင်စလေးပေါက်တယ်နောက်ပြီးနည်းနည်းလေးထူတက်လာတူတက်ကောက်ကြိုင်လာတဲ့ဝိုင်းထဲမှာဒါမျိုးလို့ချက်ကပွေလာတိုင်းချက်တိုက်ခြင်းနေဒုတိယဆင်းရပါလေချက်ကဝိုင်းထဲကိုပွေလာတယ်ယူလာတယ်ဒါမျိုးပွေလာတိုင်းသူကချက်တိုက်ခြင်းတာအဲဒါဆိုရင်တော့ဒုတိယအဆက် level ရောက်တာပေါ့နော် ကျွန်တော်ပြောချင်တာသူကတော့အဲအဲ့လိုမဟုတ်ဝိုင်းထဲမှာ AC တည်ရင်နဲ့လာကတဲ့အားရဟုတ်ကျွန်တော်စဉ်းစားမှာပါလို့တိုက်ကြားများလို့ကြာလိုက်ရင်ကြီးလိုက်ရင်သွေးအေးတာဆိုလို့ AC တည်ငိမ့်နဲ့ဆုံးဖြတ်ချက်မမှန်ကန်ကန်ဖြတ်နိုင်ရင်ဒါတဘာပြောက်ဖြစ်သွားလို့ကိုကိုကိုတတ်မှတ်လို့ရကျွန်တော်ရင်လည်း AC တည်ငိမ့်နဲ့လောင်းမယ်ချက်ဆိုလွတ်လွတ်ချင်းလောင်းရင်အမအများကြီးနဲ့ကျုံရတယ်ရင်ဆိုင်ရတယ်ဒါကြောင့်တိုင်ရကျွန်တော်ဟိုဘယ်လိုပြောမလဲလေဖန်းဝမ်းချီရမလို့နော်ကျွန်တော်နီးကျွန်တော်ကတည်း ်လို့ချက်ကနီးရကျွန်တော်လေဘန်းဝမ်းချီရပြောရမှာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်ကအဆောက်ကျွန်တော်ပြောမှာအရင်တော့ကျွန်တော်ဖြတ်ကျော်ခဲ့တဲ့ကျွန်တော်ရဲ့ဘဝအတွေ့အကြုံလေးတွေကျွန်တော်ပြောပြတာကျွန်တော်ရဲ့အဆင့်ပထမဆုံးကျွန်တော်အော်ဟစ်ခဲ့ဘူးရဲ့ဝိုင်းထဲမှာဒါကလေးအဆင့်ဒုတိယအဆင့်ကျွန်တော်ဝိုင်းထဲမှာချက်ပိုက်သွားတယ်ကျွန်တော်ချက်တိုက်ချင်တယ်ဒါဒုတိယအဆင့်ချက်လက်ကုချင်တယ်ပါကုချင်တယ်အဲ့ဒါဒုတိယဆင်းနောက်ဆုံးကျွန်တော်တပားရရှိလာတော့ AC တင်ညီလာတယ် AC ပဲပြီးတော့ကျွန်တော်ချက်လက်ကုကျင်နေမရှိတော့ဘူးဘာလို့လဲကြားမြလို့ကြားလာတော့သူ့အေးလာ ချက်လောင်းရင်လည်းအဲ့လိုပဲအရင်တော့ဆိုကျွန်တော်လွတ်ချက်နှောင်းလွတ်တာနဲ့ကျွန်တော်လောင်းဖို့လည်းစဉ်းစားခဲ့တယ်။တကူကလောင်းမှုစဉ်းစားခဲ့ဘူး။ကျွန်တော်ဘာလို့ငွေရအောင်ရှာဖို့ကျွန်တော်ကြိုးစားတယ်။အရင်တော့လောင်းမှုစဉ်းစားတာအခုကငွေရဖို့ပဲအဓိကထားပြော AC တည်ငြိမ်စာနဲ့လွတ်လွတ်ချင်းချင်းအားပြောင်းတဲ့အချိန်မှာဘယ်တော့မှမလောင်းဘူး။ AC နောက်ဆုံးကြမှာကျွန်တော်လောင်းတယ်။ဒီအချက်တွေကကျွန်တော်ဘဝနဲ့ရင်းပြီးရခဲ့တဲ့အတွေ့အကြုံတွေကိုဒါညီကိုတွေကိုဒီ2မိနစ်နဲ့ပါစက္ကန့်20လောက်ကိုကျွန်တော်တည်တည်နဲ့ကျွန်တော်ဝင်းပြပြလိုက်တယ် ညီကိုခဏလေးအတွင်းနဲ့တည်သူကြောသားမတည်သူပေါ်စားနဲ့အနေနဲ့ပြီးခဲ့တာဟုတ်လားမသိရင်ဘာဖြစ်တယ်သိရင်ตาသွားတာတော့ပြောချင်တယ်ညီကိုဒီလိုလေးကျွန်တော်ပြောခွင့်ရရအတွက်ကျွန်တော်ရာလေးကြည့်ရအတွက်ကျွန်တော်တကယ်ညီကိုတွေကိုဒီတရားညီကိုတွေတောက်ချင်းတောက်ဒူးစီတိုင်းကိုကျွန်တော်ကျေးဇူးတင်စကားလိုက်မပြောနိုင်ပါမယ်လို့ကျွန်တော်တအားကြီးတကယ်ကျေးဇူးတင်ပါတယ်အားလုံးလေးစားလိုက်ပါညီကိုချက်ဆူကတော့စမွေလာတော့ရင်တော့ချက်ကတော့ချက်လောက်ပဲခွတ်တယ်ဗျဒါတကယ်ပြောတာဘတ်ဂျက်မှာ စကခုချင်းဝုံငနဲ့တိုင်းငနဲ့လဲသွားအောင်ခုနိုင်တဲ့ချက်ပဲချက်မှမရှိခဲ့ဘူးအခုကျွန်တော်တို့တားကောင်းပါဆိုတဲ့ဟိုချက်တွေပေါ့ဗျညီကိုတွေစုံစမ်းကြည့်ပါစခွက်လက်ပုတ်တော်နိုင်လဲအောင်ခုနိုင်တဲ့တခါတည်းဖြတ်အောင်ခုနိုင်တဲ့ချက်တွေမရှိပါဘူးအဓိကအဲ့လိုချက်တော့ချက်ကောင်းဖြစ်အောင်ဘယ်သူတွေလိုအပ်လဲဆိုတော့နောက်ကပဲ့ပြင်ထိမ့်သိမ့်အကြောင်းပေးတဲ့သူရှိမှဗျတခင်ကောင်းတွေရှိမှချက်ကတိုးတက်တာပါဗျ ကျက်စုဟာတည်ရင်နဲ့တည်ရင်ရော့မလာဘူးတည်ရင်နဲ့တည်တူလာတယ်အဲကျက်ကောင်းနေရဲ့ခွတ်မှုခွန့်ခွတ်လန်းနေခွတ်ခွတ်တွေပါဗျဒါရီကညင်းလို့မရတဲ့အကွက်တွေကျက်စုဟာကျွန်တော်ကျက်ချွဲတကောင်ခွန့်ရင်ကျက်ရိုင်းကိုခွန့်ရင်မြန်မယ်ကျက်ယူရီကြိုက်မယ်ကျက်တွေကနောက်တည်ဆိုရင်တည်ငိမ့်လာမယ်ကျက်တွေတိကျလာမယ်အစ်စီဖြစ်လာမယ်နောက်တည်ဆိုရင် तू ကခလုံးနေသူလိုချင်တဲ့ခုတ်မှုခွန်ကခုတ်ပေါက်တွေပြည့်စုံလာတယ်ဗျ။ပြောမယ်ဆိုတော့ဥပမာပြောမယ်ဆိုတော့ ကြားများလို့ကြီးလိုက်သွေးလာတာပြအဲ့လိုကျွန်တော်ပြောချင်တာအဲ့လိုပဲကျက်စုကလည်းအတူတူပါပဲသူတို့ကအလုတ်တွေဝလာသမျှကျက်တတိရလာသမျှကျက်တပါးတွေကောင်းလာတဲ့နဲ့အမြကျက်တရပိုးပြီးတည်နေတည်တိုးတက်လာတာပဲရှိရသူတို့မှစုပ်ယူလာတာမရှိဘူးကျက်စုကစုပ်ယူလာတဲ့ဆိုတာခရီးခရီးပုတ်လို့ကြီးသွားတာရပ်ပတ်ဒီနီးလို့အမောတဲပြီးမခွတ်နိုင်လို့ကျက်စုကခါပါအရင်ဘွဲတော့တာခမ်းပြီးတော့ အသားတွေသုံးချက်ခွမ်းမယ်အသားနာတစ်ချက်တည်းနဲ့တအားနာတတ်တယ်။နောက်ပြီးတော့အရင်ဘက်ကအယိုးကြီးနဲ့စောင့်ထားလို့ဒီဘက်မခွတ်တာဖြစ်ပါလိမ့်မယ်။ကျက်စုဟာတကယ်တည်နဲ့တည်တိုးလာအောင်ပြုပြင်ထိမ့်သိမ့်ကြောင်းပေးရတာမတူလေ။တခင်းနေလို့တယ်။ချက်ကောင်းတွေထွက်လာတာတခင်းနေကောင်းမှချက်ကောင်းထွက်လာတာညီကိုကြီး။ဒါတွေကညင်းစုံလို့မရတဲ့တကယ်စကလုံးစကားအမှန်တွေပါ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကချက်တာဟိုမတော့မတရားကြီးနားမလဲတာ တနေ့ပတ်တဲ့နည်းနည်းလေးသိရလေးကျွန်တော်ဝေးရပြီတရားမလားလူရအလုံးနေစားလဲပါကျွန်တော်ရဒီလိုလေးကြီးကျွန်တော်ရလေးအတိဟွာလေးကိုကျွန်တော်ရရှယ်ယာလေးလုတ်ပေးခွင့်ရတာကိုကျွန်တော်ရတရှိရင်တကယ်ညီကိုတွေတကယ်ကျွန်တော်ကျေးဇူးတင်တယ်ပီတီလက်ဖြစ်တယ်ဝင်လက်တာတယ်ဒါအမှန်တိုင်းပြပြတာအဲ့လိုလေးကြည့်ပြရသူရှိတာကိုကျွန်တော်တကယ်အတိုင်းမစားကျွန်တော်ပြုံမိရပြောခွင့်ရတဲ့အတွက်လည်းကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်ဗျညီကို ကျဝိုင်းနဲ့ကိုကျပွေပြီးတော့သွားပြီးတော့နော်ဟိုကျက်သမားကြီးတရားအောင်ဆိုတဲ့အမိခံယူမယ်ဆိုရင်ငါဒါမင်းတို့လွယ်လွင်းတကူခံယူလို့မရဘူးဘာလို့ဆိုဟိုကျက်သမားတယောက်ဖြစ်ဖို့ကမလွယ်ဘူးတော့ဟိုရောက်နေဘာလို့မလွယ်ဘူးဥပမာဥပဒေပေါ့ကွာမင်းတို့အာဘ ഹു တုဒအတွေ့အကြုံတွေတခုပြောပြရမယ်ဥပမာကျက်ဝိုင်းနဲ့မှာဝိုင်းနဲ့မှာကျက်တကောက်တဆိုင်ဖြစ်သွားပြီပေါ့အဲတဆိုင်ဖြစ်သွားပြီဆိုလို့ရှိရင်နောက်ငွေကြီးအမောက်ပမာမလားဘယ်ဘက်ကပို့တက်လဲ နော်ဒါဘဟုတုတ္တရီနော်ဘယ်ဆိုင်နဲ့ဘယ်ဆိုင်နဲ့လဲမြို့အဆိုင်တကားပြောရဆိုတာလဲတကယ်ပြောတာနော်အဆိုင်မရှိတဲ့လူကရှိဘူးမရှိဘူးအဆိုင်ရှိတဲ့လူကရှိဘူးရှိတယ်အဲတချို့ကြတော့ဥတော်ဘလို့နှိမ့်နေလို့ပြောတယ်လို့ထင်ပါပဲဥတော်ဖြစ်တတ်တဲ့အရာတွေပြောတာအဲ့တော့ကျုပ်ဝိုင်းထဲမှာဟိုဘက်ကျက်တခင်ဘလောက်ဘလို့လောင်းနေတယ်သူ့ကျက်ဘက်ကဒီမဲ့ကျက်တခင်သူ့ကျက်ဘက်ကဘလို့လောင်းနေတယ်ဒီဟာတွေလည်းကြည့်ရတယ်နောက်စေဝါကဏ္ဍကြည့်ရတယ် နော်ကြက်ခုတ်ွက်ဒါနောက်ဆုံးကြရင်တော့ကြက်ခုတ်ွက်ကြည့်ရတဲ့အနေထားပေါ့ကွာနော်အဲ့ဒီထဲမှာအဆိုးဆုံးတစ်ခုကနော်ဟိုမရောမှုတဲ့ကြက်သမားတယောက်အဆိုင်တစ်ဆိုင်မှာနှစ်သိန်းသုံးသိန်းပဲလောင်းတဲ့ကြက်သမားတယောက်နင်းငံညာနဲ့ချီလောင်းနေတယ်အေးဒါဆိုလည်းမလို့တတိထားရတယ်နော်ဒါကလည်းသတိရတယ်တို့ကြောက်ဝိုင်းသွားပြီးတော့ဟာငါတို့တော့ကြက်သမားတယောက်ဖြစ်သွားပြီဆိုရယ်လွင်လွင်တကူမရဘူးဒါနောက်ဆုံးကြက်ဝိုင်းပုံမှာမူတည်နေတဲ့အဖြစ်အပျက်တွေပဲ အဲ့တော့ကိုကြက်သမားတယောက်ဖြစ်ဖို့ဆိုရင်ဒါကိုကိုယ်တိုင်ကြိုးစားမှအဲ့လိုကြက်ဝင်စလောင်းမယ်ဆိုရင်တော့မှတစ်ဖက်ကြက်ကြည့်ရတယ်တစ်ဖက်ကြက်သမားဆိုင်ကြည့်ရတယ်အဆိုင်တူလားမတူလားကြည့်ရတယ်ငွေကြေးအမောက်ပမာဏတက်တာကြီးကြည့်ရတယ်ဟုတ်လားနောက်ဘေးပြောကကြည့်ရတယ်အစစရပဲအဲ့နောက်ပိုင်းမှာဒါကြက်ခွတ်တဲ့အနေထားကိုကြည့်ပြီးလောင်းရဟုတ်လားအဆိုင်ရှိတဲ့ကြက်နဲ့အဆိုင်မရှိတဲ့ကြက်နဲ့နောက်ဆုံးအဆိုင်မရှိတဲ့ကြက်ကမင်းတို့အရင်ကပြောဥပါတယ်ဆိုင်မရှိတဲ့ကြက်က တသိန်းတစ်တောင်းတသိန်းနှစ်တောင်းနဲ့တိပီကြာတယ်မကကြာလာတယ်ဆိုရင်တော့မှဒါကြက်သိန်းပေါက်ပြလို့ရှိရင်အဆိုင်မရှိတဲ့ကြက်ကထွက်သွားတတ်တယ်ဒါဟိုတချို့ဆိုရင်ဒါဥတော်ဒါနှိမ်နေလို့ပြောမှအမှန်နှိမ်တာမဟုတ်ဘူးဘူးပြောပြကျက်သမားတယောက်ဖြစ်ဖို့ကလွယ်လွန်းတကူနဲ့တော့ကျက်သမားတယောက်ဘယ်တော့မှမဖြစ်လာနိုင်ဘူးဟုတ်လားနော်ဥတော်ခမရဆင်းမိရကြုံဘူးလားဆင်းမိဘလို့ကြေတနာတွေဖြစ်နိုင်လေ အဲ့တော့လူမှုရေးပြဿနာတော့ထားနော်အဲဆင်းမိတဲ့ကြက်ပေါ့ဆင်းမိတဲ့ဆိုတဲ့ကြက်ဒီတချို့တွေဆိုရင်လိုင်းပေါ်မှာတက်ပြောနေကြတယ်ဒါအခုတည်းဆင်းမိရင်ပြန်ပြည်တယ်လို့ပြန်ပြောက်တယ်လို့ဟာမပြောက်ပါဘူးအဲ့တော့မင်းတို့လည်းဆင်းမိဘူးတဲ့ဆိုရင်ငါကိုယ့်ဘက်မှာရေးလို့ရတယ်အဲ့တော့တိတိကောင်ဆင်းမိသွားဆိုဆင်းသွားတော့အမျိုးသားအမျိုးမျိုးအများကြီးရှိတယ်။ဥရောလုံးဘက်မှာတိုက်နေတဲ့ဟိုဆင်းမိတဲ့ကြက်တွေကတော့တိုက်လိုက်တယ် လေးငါးဆယ်မိနစ်ဆိုရင်ဒါပုံကနေဆိုလဲပြီးပြီးသွားပြီကြက်ပွဲကြက်မတိုက်ပြစ်ပဲနဲ့ဆင်းမိထားပြီမတိုက်ပြစ်ပဲနဲ့လေးငါးဆယ်မိနစ်တောက်မယ်ခဏနေဖြူရော်ပြီးတော့ညုံမဲတန်ထွက်ကုန်တာဖြူတဲ့နေရာဖြူညုံတဲ့နေရာညုံမဲတဲ့နေရာမဲနော်အကုန်လုံးဖြစ်ကုန်တာပဲအဲ့တော့ဆင်းမိပြီးသားကြက်တကောင်ဟာလေးငါးချောက်ရက်နဲ့ပြန်ပြေတယ်ဆိုတာမရှိဘူးတက်တက်လုံးမပြေဘူးတက်တက်လုံးမပြေဘူးနော်ဘာဖြစ်လို့လဲဆိုတော့ဒီထဲမှာငါကိုမမရေးလို့ရတယ် ဆင်းမိတာပြန်ပြည်တယ်လို့ရည်လို့ရတယ်ဟုတ်လားဘယ်လိုဆင်းကိုမိကြတာလို့ဗာမီတုံမိရလားနော်ဗာမီတုံမိရလားအောက်ဆီဆွာမိရလားပါရာဆီတမောမိရလားမဟုတ်ဘူးကြက်ဆေးကြိုက်ဆိုပြီးရတာဝေးကြီးအမောက်အများကြီးနဲ့ငငတိုးကျိုးပိတ်ခုန်ချရမယ်ခံရောက်အဲ့ကြလို့ရှိရင်မင်းကဆလောက်မှာဟုတ်လားဗာမီတုံတို့ပါရာဆီတမောတို့မဟုတ်ဘူးဒီစရိမိလာတဲ့ကြက်တရား၄၅၆ရက်မှမင်းတို့ကြက်တွေပြည်ခဲ့လားငါတို့ကတော့မပြည်ခဲ့ဘူး ဟဲ့လား၄၅၆ရဲ့မဟုတ်ဘူးဆင်းမိသွားပြီဆိုဆင်းမိသွားပြီဆိုလို့ချင်းအကောင်20လောက်ကိုတကောင်နှစ်ကောင်ရှင်ဖို့ပါခဲရင်းတယ်နော်နောက်ဆုံးရှင်လာတဲ့ကြက်ကလည်းလာမနစ်ပြန်တိုက်မယ်။ငါတို့ကလာမနစ်မှာတကောင်ရှင်းဘူးပဲ။ဒီလိုပဲမိနစ်40လောက်ရတယ်။တွမ်းသူအလုံးလုံးလဲပြီးနှုတ်ကြီးအာကြီးခေါင်းကြီးကြောင်တောင်နဲ့ကြည့်ပြီးတည်တာပဲ။ဆင်းမိပြီကကြက်အသက်ပြန်ရှင်ရိုးထုံးတန်နေတယ်။နော်၊ခြေကောင်းတကောင်။ဟုတ်လား။ဆင်းမိပြီတဲ့ကြက်လုံးဝပြန်တိုက်လို့မရတော့ဘူး။ ဆေးမိပြီးသားကြက်တကောင်၄င်း6ရက်နဲ့လုံးဝမပြီးဘူး။လာမယ့်နှစ်ထီတောင်ပြည်ရဲလို့တကောင်တလေအသက်ရှင်ရဲလို့ကောင်းခဲ့ရင်တော့ပြန်တိုက်လို့မရတော့ဘူး။ဟုတ်လား။နော်။အဲဆေးဆိုတာကတော့အမျိုးမျိုးတော့ရှိရဲ့။ဟိုပါမီတုံတိုက်ပြီးတော့လှုပ်ထားတဲ့ဆေးလား။အာပါရာစီမောတက်ပြီးလောက်ခါရစီလာတော့မသိဘူးအဲ့ဒါဆိုရင်တော့လွတ်ခါဖို့ကွာ၄6ရက်တုန်းဟုတ်လားအဲ့တော့မင်းတို့ကိုမဲ့မှာတခုခုရေဟဲ့လားကြက်တွေဆင်းပြီးရေဆိုတာမင်းတို့ကြက်တွေဆင်းပြီးခဲ့တော့ ဒီ၄၅6ရက်နဲ့ပြည်တာတွေ့လားပြန်တိုက်လို့ရတာတွေ့လားဥကောင်တို့ဘက်မှာတော့ဆင်းမိတာလူတိုင်းမဲမနေတော့ဘူးဆေးဆိုတာဘယ်တော့မှပြန်မလဲဘူးဟုတ်လားဆိုလိုတာကတော့ဆင်းမိသီးသားကြက်လုံးဝပြန်တိုက်လို့မရဘူးအသက်လည်းမရှင်ဘူး၄၅6ရက်နေဖြူရောပြီလဲကုန်တယ်နော်ဒါပဲပြောမှာဟုတ်လားဦးတော်ကြက်တိုက်နေတဲ့အချိန်မှာမိတ်ဆွေတယောက်တုံဘူးပဲ အဲဒီမိတ်ဆွေကဥပဒေအရခုနှစ်နှစ်လောက်အသက်လည်းကြီးရခုနှစ်နှစ်လောက်စောပြီးတော့ကြက်ပွေစတိုက်ခဲ့အဲသူနဲ့ဆုံခဲ့တဲ့အချိန်မှာသူ့ကြက်တွေကိုကြည်လိုက်လို့ရှိရင်ငားကောင်တိုက်ရင်တကောင်လောက်နိုင်တတ်တယ်တခါတလေနှစ်ကောင်လောက်မတော်တဆနိုင်လိုက်အဲ့တော့ now သူကတော့လက်ရှိသူကတော့ကြက်သမားကြီးပဲသူကပြောနေတယ် ဒါနဲ့သူနော်နှစ်ဆယ်နှစ်လောက်ကြာတဲ့အချိန်မှာလေသူ့ကြက်တွေထွက်လာတယ်ငါးကောင်တိုက်ရင်တကောင်နိုင်တယ်မတော်တဆနှစ်ကောင်နိုင်ရတယ်အဲ့တော့နောက်ဆယ်နှစ်လောက်မှာလေသူဒီလိုပဲအဲ့တော့ဥတော်ကသူ့ဒီကြက်တွေပြောင်းလဲဖို့သူ့အကြံဉာဏ်ပေးတယ်သူ့ကင်တဲ့ကြက်ကအောက်ကောင်တိလီတန်လန်သူများချပြီးမှကြံတာကိုသူစားလာ မတော်စားသူ့ရှီဆိုးွားတဲ့တော့ကြောင့်ကိုပဲကြက်ရှုံးတယ်အဲ့တော့ခမညာဒီလိုပဲမပြောင်းလဲပဲနေတော့မှာလားမင်းဘလောက်နားလေလို့တို့နဲ့ငါလေးဝိုင်းချုံပြီးတက်ဝိုင်းနိုင်ပြန်ကြည့်တယ် तू อ่ะအမှန် तू တိတဲ့တိอ่ะသူ့ဘုသူစက်သမားကြီးတော့ခံနေတယ် तू တိတဲ့ तू อ่ะလေးဝိုင်းချုံပြီးတက်ဝိုင်းနိုင်ပြန်ကြည့်တယ် तू อ่ะအောက်ကြီးရတာနဲ့နိုင်ဘူးလားတော့ तू ဒီရကြ तू အောက်ကြီးရတာကို तू တိနေတယ် ။ဒါနဲ့သူ့ကြက်တွေပြောင်းလဲတော့အဲ့တော့မပြောင်းလဲဘူး။နောက်မှအငယ်တွေတက်လာတယ်။အငယ်တွေကသူ့ကိုကြီးဆွဲစားနေတယ်။သူတစ်ခါလေးလေးနိုင်လိုက်လို့ရှိရင်ဝိုင်းသိမ်းသွားတယ်။အဲ့တော့ဒီလူပြောင်းလဲမှုမရှိတဲ့လူဥလောင်အကျဉ်းချင်းပြောင်းလဲပေးခဲ့တယ်။ဒါပေမဲ့သူ့လက်ခံလက်မခံခဲ့ဘူး။ကြိုင်မြဲကိုင်းနေတော့မယ်။အဲ့ဒီတော့အခုလွန်ခဲ့တဲ့၄၅၆နှစ်မှာတော့လွန်ခဲ့တဲ့၄၅၆နှစ်မှာတော့သူ့ကိုကြက်ဝိုင်းနေမှကြည်တယ် ြက်တွေရောဆိုတော့ငါကြက်မတိုက်တော့ဘူးလေဘ ᱹ ပြောင်းလဲပြီးလိုက်တာတော့ဘ ᱹ ပြောင်းလဲပြီးလိုက်တာဤဝိုင်းနေရကြက်သမားကြီးရဲ့ကြက်ရဲ့ပြောင်းလဲပြီးလိုက်တာအခုသူဝိုင်းနေရထွက်သွားပြီအဲ့ဒီတော့မင်းတို့ကြက်သမားတယောက်ကနော်ကိုယ်ကင်ထားတဲ့ကြက်ကိုတကယ်မျက်နှူးတွေတကယ်ယူရတယ်တကယ်တွေ့တာတယ်တန်ဟိုးစင်အများကြီးကြီးတယ်ဒီလိုတန်ဟိုးစင်တွေကြီးနေတဲ့အောက်ကောင်းတွေတစ်လိတွေတန်လန်းတွေကို မင်းတို့ဆက်ကြိုက်နေဦးမယ်ဆိုရင်တော့မင်းတို့ကိုနားလဲတက်ကြတဲ့လူကဒါတော့မကြိုက်နေဦးမပြူးသိဘူးပြောရင်မင်းတို့တောင်းနေရှိတဲ့တကြောင်တွေ့တာတွေ့ဖက်နေဦးမှာပဲဖက်နေတဲ့အနေနဲ့တပြိုင်တည်းတနေ့ကြရင်တော့မင်းတို့ဘသူကအဖြစ်ပြီးမို့ဆိုကိုသူ့ကိုသူဝိုင်းနေရနေတယ်ဒါအဖြစ်ပြီးလိမ့်မယ်အဲ့တော့ဒီလူဝိုင်းနေရထွက်သွားပြီနော်ဘာဖြစ်လို့ထွက်သွားလာ哦ပြောင်းလဲမှုမရှိလို့ထွက်သွားတာဒီခေတ်ဒီချိန်ခါမှာပြောင်းလဲရတော့မယ်လာကန့်တီးတော့မှာကြီးပြဟဲ့လားနော် အဲ့တော့မင်းတို့တစ်လက်တန်းလန်းအောက်ခေါင်းတွေကိုပြောင်းလဲပေးကြပါနော်ဥတော်တော့ထပ်ပြီးတတိပေးပြန်ပြီဟဲ့လား